ထင်ပါနဲ့ကတော့လည်းဟိုမှာဟိုအနေရင်းကျိုးနေပါတွေ့ဖို့ဆိုတာဒီတို့ zoom မှာပဲတွေ့ရတော့လေမိခွန်းလေးတစ်ခုထပ်မေးချင်တော့ပါဩဟုတ်ကဲ့ဟုတ်โอเคโอเคဟုတ်ကျွန်တော်တစ်ခုမေးချင်တာလေအဲ့ဟိုရွာလေးကျွန်တော်တို့ဒီနှစ်ခုပေါ့နော်တစ်ခုကကြတော့ဟာကိုတို့ဒီ computator တွေပေါ့နော် computator တွေကိုကျွန်တော် analysis လုပ်တဲ့အချိန်မှာလေအဲ့ကျွန်တော် p p လေးလုံးဖြစ်မယ်နေတယ်ဟိုလောက်တာအဲ့ဘလို့မတ်တက်တွေကိုကျွန်တော်တို့တုံးပြီးတော့မှလောက်တာမျိုးရှိလဲပေါ့နော်တကယ်လို့ share လို့ရတယ်ဆိုရင်ချက် share ပေးပေါ့နောက်တစ်ချက်ကကြတော့ ဟိုဗီဒီယိုကြီးကျွန်တော် chain နဲ့သွားတာဟုတ်ဗီဒီယိုချင်းနဲ့သွားဒါပေမဲ့လက်ရှိမှာဖြစ်နေတဲ့ဒီဒီဒီအခြေအနေအရာပေါ့နော်ဥပမာဆိုကျွန်တော်တို့ဒီခံစားကားကြီးဈေးကြီးရာတို့အခြားအချက်တွေရှိမှာပေါ့လေအဲအဲ့လိုမျိုးအခြေအနေတွေမှာကျွန်တော်ဘယ်လိုနီးလန်းနေလဲကျွန်တော်ရဲ့ chain ကိုပေါ့နော်ကျွန်တော် retail chain ကို expand လုပ်ဖို့ကျွန်တော်ဘယ်လိုရအောင်လဲလုပ်လို့ရနိုင်မယ်ပေါ့နော်ဘယ်လိုနီးလန်းနေနေလဲအဲကျွန်တော်လည်းကျွန်တော်ဆိုင်လေးကိုကျွန်တော်ချဲ့နေတဲ့ဟာမျိုးရှိနေတော့လေကျွန်တော် location တွေလိုက်ချဲ့နေတာရှိနေတော့အဲ့ဒါလို့ကျွန်တော်ပြင်နေတာပါဗျအတွေ့အကြုံပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံ ျွန်တော်လည်းဒီခေတ်ဒီခါလေးကိုသင်ပေးလို့ရရင်လည်းဟိုကျွန်မသိပြီးတပါတယ်ဟုတ်ကဲ့ဟို method တွေကတော့ competitor analysis လုပ်တဲ့ analyze လုပ်တဲ့အချိန်မှာ method တွေကတော့အမျိုးမျိုးသုံးကြပါတယ်ဟိုဟိုကိုကို business ပေါ်မှာ move ပြီးတော့ပေါ့နော်ကျွန်တော်တို့ကတော့ဟိုဟိုအဓိကသုံးတာတော့ swap analysis သုံးတာပေါ့နော်ဟိုဒါဟို openly share ရရင်တော့ swot analysis ကတော့ဟို strength ရ weakness ရ opportunity ရ threat ရပေါ့เนาะအဲ့တော့ ိုက်ဆွက်ကိုကြတော့ကျွန်တော်ကဘလို့ပါတုံးလဲဆိုရင်ကိုကိုကိုလည်းကိုယ့်ရဲ့ business ဆိုလည်းကိုတုံးတယ်ပြီးတော့ကိုယ့်ရဲ့ competitor ကိုလည်းကိုကကြည့်တယ်ပေါ့နော်ကြည့်ပြီးတော့မှအဲ့နှစ်ခုကိုကျွန်တော် map out လုပ်ပြီးတော့မှကိုယ့်ရဲ့ strength ကပါလဲသူ့ရဲ့ strength ကပါလဲအဲတခါတည်းရှိတချို့ကလည်းတော့ overlap ဖြစ်နေတာပေါ့နော်အဲဒါပေမဲ့အဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်ကဟို gap ကို identify လုပ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အဲ့ဒီကိုယ့်ရဲ့ strength ကိုအသုံးချပြီးတော့ကိုကအတိအကျမကပို့ပြီးတော့ဟိုမှာ market share ကိုရတာမျိုး revenue ို့ပြီးတော့ growth လုပ်တာမျိုးဒါမှမဟုတ်လည်း competitor တွေကိုတောင်းလုပ်တာမျိုးပေါ့နော်အဲ Tony Lagao ပဲဟိုမှာ threat ဆိုလို့ရှိရင်လည်းအဲ့ threat ကိုလည်းကျွန်တော်တို့ကကြည့်ပြီးလို့ရှိရင် threat တိုင်းကတော့အမှန်တည်းပြောရင်တော့ကျွန်တော်တို့ကဟိုဟိုကြောက်စရာတည်းမလိုသလိုဒါမဲ့ဟိုအထင်သေးလို့လည်းမရဘူးပေါ့နော်အဲ့တော့အဲ့တော့ဒီ threat ကိုလည်းကျွန်တော်တို့ကဟို opportunity အနေနဲ့ဘယ်လို turn around လုပ်ပါလဲ အဲဒါကိုလည်းကျွန်တော်တို့ကဟိုပြန်ကြည့်ရတာပေါ့နော်အဲ့တော့စိုးစိုးကဟိုအတူချုံပြောရင်တော့ strat analysis ကိုအဓိကထားပြီးသုံးပါတယ်အဲ expansion သွားမယ်ဆိုရင်တော့စိုးစိုးကကျွန်တော်နောက်ဆုံးမှာ slide မှာပြခဲ့တဲ့ဒီကျွန်တော်တို့ဒီ focus တင်ပေါ့နော်အဲ့ရဲ့ဟာတော့ကျွန်တော်ကတော့အခြေခံစီချင်ပါတယ်အဲအဓိကအဲ့ slide နှစ်ခုပေါ့နော် focus တင်တဲ့ဒီဘက်ကကျွန်တော်တို့ pillar အဓိက business pillar မှာဟို expansion ဆိုတဲ့နေရာမှာလေဟိုကိုကဟိုကိုရဲ့ internet capability ကိုကိုတိမလဲကိုက ဟို expand လုပ်လို့ရမှာပေါ့နော်နောက်ပြီးတော့အဲ့လို expand မလုပ်ခင်မှာကိုယ့်ရဲ့ business size ကြီးကကျွန်တော်တို့က expand လုပ်တဲ့အချိန်မှာစစောပြောတဲ့ addressable market ကလည်းအရေးကြီးတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ market နေထားထားပါတော့ဟိုဥပမာပြောရမယ်ဆိုလို့ရှိရင်တော့ကိုယ်ရောင်းနေတဲ့ကိုယ့်ရဲ့ဆိုင်ကဒီမြို့နယ်မှာတော့အရန်ရောင်းရတယ်ဟိုအဆင်ပြေတယ်ပေါ့နော်အဲ့တော့ကိုကဟိုဟိုပြန်ကိုယ့်ရဲ့ end to end ဟို operation ကိုကြည့်တဲ့အချိန်မှာကိုယ့်ရဲ့ business မှာလည်း ဟို people process system လေကျွန်တော်ပြောရခဲ့ဟာ people process system မှာအဲ reliable ဖြစ်တဲ့ team လည်းရှိတယ်ဟို capable လုပ်နိုင်တဲ့ team လည်းရှိတယ်ပေါ့နော်နောက်ပြီးတော့ဟို process ကလည်းကိုယ်မှာဟိုပါဟိုဟို internet process ကလည်း strong ဖြစ်တယ်ပေါ့နော် internet process က strong ဖြစ်တယ် system လိုဟာမျိုးမှာနှစ်ခုလုံးပေါ့နော်ကျွန်တော်တို့ systematic approach လည်းဖြည့်ရမယ်နောက်ပြီးတော့ဥမာကိုယ်မှာလိုအပ်တဲ့တချို့ technology တွေပါရှိတယ်ပေါ့အဲအ ਨੇ ဆုံးတော့ဗျာဟိုစိုင်းရောင်းရင်တော့ POS system ရှိတယ်ပေါ့နော်အဲဒါမျိုးတွေပေါ့အဲဒါမျိုးတွေရှိတယ်အဲ့တော့နောက်ပြီးတော့ကိုယ့်ရဲ့ဒီဟိုပါ demand နဲ့ supply ပါလဲအဲ opportunity ရှိတယ်အဲ demand လည်းရှိတယ်ကိုယ့်ရဲ့ supply ကလည်းဟို more or less ကတော့မဆိုးဘူးပေါ့နော်ဒါအဲ supply ဆိုတဲ့နေရာမှာကိုယ့်ရဲ့ inventory လည်း existing inventory လည်းထိကောက်လို့ရပါတယ် အဲ့တော့အဲ့ဒီအချက်လက်တွေရှိတယ်အဲအဲ့ခါကြလို့ရှိရင်တော့အဲကျွန်တော်အကြံပေးတာတော့စစောဒီ addressable market တွေပါတွေပါကိုကကြည့်လိုက်လို့ရှိတဲ့အချိန်မျိုးမှာဒါမှမဟုတ်လည်းကိုက different city မှာ opportunity မြင်နေဆိုရင်တော့ဒီ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  process ကို expansion ကိုကျွန်တော်စပြီးတော့စဉ်းစားလို့ရတာပေါ့နော်ဒါပေမဲ့ expansion ကိုစပြီးစဉ်းစားတဲ့အချိန်မှာအဲကျွန်တော်အစမှာ retail မှာပြောခဲ့တဲ့ location နဲ့ပြန်စတာပေါ့နော် ဟိုကိုလိုရွေးတဲ့ location ကမှန်ဟိုမှန်ဖို့ကအရေးကြီးအောင်ပေါ့နော် location မှားလို့ရှိရင်တောက်လျှောက်ကဘလောက်ပဲဟိုဟို merchandising item တွေဘလောက်ပဲကောင်းကောင်းဈေးပဲဘလောက်ပဲပေါ်ပေါ်ကို location ရွေးမှားလို့ရှိရင်အဲ့ဆိုင်ကဘလုံးမှမအောင်မြင်နိုင်ဘူးပေါ့နော် โอเคပါကောင်းကျေးဇူးတင်ပါတယ်ဆရာကိုလည်းကျေးဇူးတင်ပါတယ်အဲအဲ့တော့ကျွန်တော်တို့ဒီ quick form နဲ့ service form လေးဖြည့်ပေးပါအောင်ဖြည့်ပေးပါအောင်ပေါ့เนาะပြီးတော့အခုနောက်ပြောရဲကျွန်တော်တို့2025မှာဂျင်ပါမယ်ဒီတက်ပို့ကောင်းတဲ့အစီအစဉ်တွေအစီအစဉ်တွေအတွက်ကျွန်တော်တို့ရဲ့ Viber channel နဲ့ Facebook group လေး join ထားပေးဖို့ဒီနေရာကနေပြီးတော့ထပ်ပြီးတော့တိုက်တော့ကျင်ပါတယ်နောက်ထပ်မိကုန်းမိဖို့ကြံသေးလားဆရာရောအချိန်ညသေးလားမသိဘူးဆရာ၄နာရီလို့ထုတ်ပြီးခင်ဗျအချိန်ညပါသေးလားခင်ဗျဆရာဟုတ်ရပါတယ်5မိနစ်လောက်တော့ရပါသေးတယ်ဟုတ်ကဲ့ ဟုတ်ကဲ့9မိနစ်လောက်တော့ရရယ်เนาะဆရာဆရာဘက်ကနေပြီးတော့ဟို screen share ထားတာလေးလာကတော့ stop လို့ရပြီเนาะဆရာဟုတ်ဟုတ်အဲ့တော့တခြားမိကုမိကျင်တဲ့သူများရှိပါသေးလားခင်ဗျာကျွန်တော်တို့ရဲ့ဒီ SME လုပ်ငန်းရှင်တွေကပေါ့နော်မိကုမိကျင်တဲ့သူတွေရှိပါသေးလားမိကုမိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့9မိနစ်လောက်ချိန်ညသေးတော့လေအဲ့တော့မိကုလေးနောက်ထပ်တစ်ခုနှစ်ခုလောက်တော့ကျွန်တော်တို့ရအောင်ရနိုင်နေပေါ့နော်ဘယ်သူများမိကျင်ပါလဲခင်ဗျာ Hello. Hello. ဟုတ်ကဲ့မချစ်ချူဝင်မင်္ဂလာပါအမဘယ်လိုလုပ်ငန်းလုပ်တာလဲပြီးတော့ဆရာကိုဘယ်လိုမိကုန်များမေးခြင်းပါသလဲခင်ဗျာဟုတ်ကဲ့ Hello ဟုတ်ကဲ့မင်္ဂလာပါဆရာညီမကတော့ အခုတောင်ကြီးမှာကုံစုံဆိုင်လေးဖွင့်ထားရပေါ့နော်အဲကုံစုံဆိုင်ဖွင့်ထားတဲ့နေရာမှာညီမဘာပြဿနာတက်လဲဆိုတော့ POS system လေးတုံးနေဒါပေမဲ့ဒီ stock တွေကဟို item တွေကအရင်များတဲ့အတွက်ပေါ့နော်ပြောမှညီမတို့က KP အထုပ်အတွင်းလေးတွဲလောက်တာဖြစ်တော့ဒီဟိုစရင်ချုပ်တဲ့ခါမှလည်းနည်းအပူအလိုတွေဖြစ်တယ်ပေါ့နော်အဲဒါကြောင့်အဲ့လိုအဲ့လိုချိန်မှာဆရာအနေနဲ့ဆိုလို့ရှိရင်ဒီပြဿနာကိုဘယ်လိုအာဆရာအနေနဲ့ဆိုဘယ်လိုရှင်းမလဲပေါ့နော်ပြီးတော့မှနောက်တစ်ချက်ကဟိုညီမတို့တစ်ခါတလေအဲ့ ိုဝန်ထမ်းနေနဲ့ထားခဲ့ပြောအပြင်သွားရတာမျိုးလည်းရှိရပေါ့နော်ဒီလိုချိန်ကြလို့ရှင်ဝန်ထမ်းနေမခိုးအောင်လို့အဲဘယ်လို manage လုပ်မလဲဆိုတာကိုသိချင်ပါတယ်ဆရာပါလေ POS system မှာတော့အဲကျွန်တော်တို့ဘလူး system တုံးနေတော့မသိဘူးပေါ့နော်ဒါပေမဲ့ system တွေကတော့အများကြီးရှိတဲ့ခါကြတော့လေအဲတခုရှိတာကတော့ဟိုဟိုရေဘူးရအားဖြင့်ပြောမယ်ဆိုရင်တော့ဟိုဟို match to win တို့ကိုကိုတုံးတဲ့ system ကိုတော့ပြန်ပြီးတော့ဟိုဟာဟို ပြန်ပြီးတော့ဟို review လုပ်စေချင်တာပေါ့နော်အစဆုံးတော့ review လုပ်စေချင်တယ်အဲတခုအဲအဲ့ဒါတခုပေါ့နော်ဆိုတော့တဘောကပြကျွန်တော်တို့တုံးနေတဲ့အခုလက်ရှိတုံးနေ system ကပို့မှာ SKU ကအရင်များတယ်သူကဟိုမချွေပြောပြောတယ်မှာပါတယ် item အများတယ်လို့ပြောတာပေါ့နော် item များတဲ့ခါကျတော့ဟိုဒါတော့ဟို retailer အထူးသဖြင့်ကုန်စုံဆိုင်ရောင်းတဲ့လူကိုကျွန်တော်တို့လည်းတူတူပါပဲဟို SKU ကတော့များတာပေါ့နော်အဲ့တော့အဲ့ SKU များတဲ့ခါကျလို့ရှိရင်အဲ့သူသွားပြောတဲ့တုံးနေ system ကိုလည်းဟို review တော့လုပ်စေချင်တယ်သူရဲ့ ဒီဒီ system ရဲ့ဟိုပါဗောနော် capacity ဗောနော်ဘယ်လောက်ထိသူတို့ကသွားနိုင်တယ်လဲဗောနော်ဒါကတစ်ခုဗောနော်နောက်တစ်ခုကကျတော့ဟိုပါလဲဟိုနေအရေးကြီးဆုံးအချက်က system မတိုင်းခင်မှာနောက်တစ်ခုအရေးကြီးဆုံးအချက်ကကိုယ့်စီမှာရောင်းတဲ့ပစ္စည်းတွေရဲ့ item master ဗောနော် item master ဆိုတော့ကိုယ့်စီမှာရောင်းတဲ့ item ကအမျိုး300ရှိတာလားအမျိုး300ရှိတာလားအဲ့ဒါကိုအရင်သိဖို့လိုတယ်ဗောနော်အဲ့ဒါကိုအရင်သိတဲ့ခါကျတော့ရှိရင်အဲအကောင်းဆုံးကတော့အဲ့ item တွေအကုန်လုံးကိုကိုက exam မှာဖြစ်ဖြစ် list လုပ်လိုက်ပေါ့နော် လေးဆုပ်လိုက်ပြီးလို့ရှိရင်ဒီ item တွေရှိရဲအဲအဲ့ဒီလေးဆုပ်လိုက်ပြီးဒီ item တွေအကုန်လုံးကိုကွာ item creation system ပေါ်မှာပြန်ပြီး create လုပ်ရတာပေါ့နော် create လုပ်ပြီးလို့ရှိရင်ဒီကို create လုပ်လိုက်တဲ့ system တွေအဲ sorry item တွေအကုန်လုံးကစစွားပြောတဲ့ဟိုကို list လုပ်တဲ့ item တွေအကုန်လုံးနဲ့ match ဖြစ်ဖို့လည်းလိုတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဟို system နဲ့ ground နဲ့ kait သွားတာပေါ့နော် kait သွားပြီးတဲ့ခါကျတော့ရှိရင်တော့ သွားဟိုကုတ်ဝင်တာတွေမဝင်တာတွေကြတော့ဟိုအဲ့ဒါကြတော့နည်းနည်း operation နဲ့ issue ဖြစ်သွားတဲ့ခါကြတော့ဒါကတော့ဟို existent gain နဲ့တူပါနေပြီးတော့ဒီကုတ်တွေကို update လုပ်ဖို့လို့နောက်ပြီးတော့အာမရှိတော့တဲ့ကုတ်တွေဆိုရင် remove လုပ်ဖို့လို့အစရှိတယ်ဖြစ်ပါတော့ဒါတော့ဟို daily တမ weekly manage လုပ်ရတာပေါ့နော်ဒါမှမဟုတ်တခါကျတော့ရှိရင်တော့ show item တွေကအာဟိုဟိုစင်းရမှာတော့ရှိရပြဒါပေမဲ့ physical မှာမရှိဘူး ground မှာမရှိတော့ဆိုရင်တော့အဲ့ item တွေကိုဟိုဟို clean up လုပ်ရတာပေါ့နော် အဲဒါမျိုးတွေတော့ရှိတာပေါ့ဒါမှမဟုတ်လဲ clean down မလုပ်ချင်ဘူးဆိုရင်အာကိတ်တယ်မှာထည့်တာဖြစ်ပြီးဒါမျိုးတော့လုပ်လို့ရအဲ့ဒါမှတာလည်းလေဟို item master ကအရေးကြီးတာပေါ့နော် item master ကတော့အမှန်တမ်းပြောရင်တော့ဟို bible ကျမ်းစာလိုပါပဲအသက်ပါပဲကျွန်တော်တို့ဟို modern trade retailer တွေအကုန်လုံးလည်းဒီ item master ကို maintain လုပ်ရတာပေါ့နော်ပြီးတော့မှ system ပေါ်မှာသူက upload လုပ်ပြီးတော့မှဒီ system နဲ့ပြန်ပြီးတော့ systematic approach လုပ်ရတာဆိုတော့ item master မှန်ဖို့အတွက်ကတော့ကျွန်တော်အနေနဲ့ number 1အကြံပေးချင်တယ် number 2ကတော့ကိုယ်သုံးနေတဲ့ system ကိုတစ်ချက်ပြန်ပြီးတော့ review လုပ်ပါသူရဲ့ capacity နဲ့ capability က ဘလောက်ထိပဲရှိတာလဲပေါ့နော်ဘာလို့ရှိရင်ဟိုစားတောက်ကုန်လုပ်ငန်းကုန်စည်စံလုပ်ငန်းဆိုလို့ရှိရင် SKU ကများတယ်သူကပေါ့နော်အဲ့ဒါတခုနောက်ဝန်ထမ်းတွေထားတဲ့ဟာကျတော့ဒါကတော့ဟိုကျွန်တော်တို့လည်းကြုံရတဲ့ခက်ခဲပေါ့နော်အခုသူတို့ပြကျွန်တော်တို့ဆိုလို့ရှိရင်တော့ site တွေအကုန်လုံးကိုဝန်ထမ်းတွေပဲအပ်ထားတဲ့ခါကျတော့အဲဒါကတော့ကိုယ့်ရဲ့ business ရဲ့ size ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကတော့ဟိုဟို site တွေအကုန်လုံးမှာတော့ CCTV အဲထားတာပေါ့နော်နောက်ပြီးတော့ကိုယ့်ရဲ့ဒီ internet SOP strong ဖြစ်ဖို့လိုပါတယ် အဲ SOP very strong ဖြစ်ဖို့လိုပါတယ်အဲ့တော့ဒီဝန်ထမ်းတွေကိုလည်းကိုယ်ကစပြီးတော့ဒီဒီအလုပ်ခန့်ပြီးတော့ဘယ်လိုပြောမလဲကိုယ်ဆိုင်မှာစိတ်ချလက်ချနဲ့ထားနိုင်ဖို့အတွက်ကတော့ဒီ SOP တွေကိုသိအောင် train ဖို့လည်းလိုတာပေါ့နော်နောက်ပြီးတော့ဒီ SOP တွေကို break လုပ်တယ်ဆိုလို့ရှိရင် ဒါမှမဟုတ် bridge လုပ်တယ်ဆိုလို့ရှိရင်တော့ဘယ်လိုမျိုး consequence တွေရှိတယ်ဆိုတာဟာပါတခါတယ်ဒီဝန်ထမ်းတွေကို train နေရနေပြီးတော့ကြိုပြောတာဖို့လည်းလိုတာပေါ့နော်အဲ့တိုင်းလည်းကိုကလုပ်ဖို့လည်းလိုတာပေါ့နော်အဲပြီးရင်တော့နောက်တစ်ခုကတော့ဆိုတာပြောလိုမျိုး CCTV ကတော့ဒုတိယတစ်စင်ပေါ့နော် CCTV နဲ့ထိန်တယ် CCTV နဲ့ထိန်တဲ့ချိန်မှာတော့ဟိုကျွန်တော်တို့ကတော့ဟိုနှစ်ပိုင်းပေါ့အခုဆိုရင်တော့ CCTV ကို direct ဟိုကျွန်တော်တို့ CCTV live center နေပြီးော်လဲဟိုဟာအဲလူတွေနဲ့ဟို live ပေါ့နော် real time ထိုင်ကြည့်တဲ့လိုမျိုးနောက်ပြီးတော့ကျွန်တော်တို့ဟို AI software သုံးပြီးတော့လဲ အဲဒီတက်လောက်တာဗောနော်အဲဥမာဆိုပါဆို ဝန်ထမ်းကဒီဈေးလာဝယ်တဲ့ customer ဝယ်တဲ့ item ကို POS မှာမဖြတ်လိုက်ပဲနဲ့အဲ manually ရိုက်ထည့်လိုက်တာလားဒါမှမဟုတ်ရင်လည်းဟိုသူသူသူနဲ့တီးတဲ့လူမျိုးလို့ PC ကို scam ဖက်ပဲနဲ့ပေးလိုက်တာလားအဲအဆရှိတယ်ဗောနော်အဲ့ဒါမျိုးတွေအကုန်လုံးကိုလည်းဒီ AI နဲ့ပြီးတော့ဟို monitor လုပ်ပါတယ်ဒါကတော့ဟိုစစကျွန်တော်ပြောပြပေးဝယ် business size ပေါ်မှာမူတည်ပြီးတော့ သွားတဲ့အပိုင်းပေါ့နော်အအနေဆုံးလုပ်လို့ရတာကတော့ဆိုတော့ပြကိုယ့်ရဲ့ SOP ကို strong ဖြစ်အောင်လုပ်ပါနောက်ပြီးလို့ရှိရင်တော့နောက်တစ်ခုလုပ်လို့ရတာကတော့ဟိုကျွန်တော်တို့ဟိုဟို surprise check တွေပေါ့နော်ဝန်ထမ်းတွေထားခဲ့တဲ့အချိန်မျိုးမှာဆိုလို့ရှိရင်လည်းအဲ surprise check တွေတော့လိုအပ်ပါတယ်ကျွန်တော်တို့ဆိုလို့ရှိရင်လည်းဒီလိုပဲဟိုဟိုကြူကြားကြူကြားမှာရန်ဖန်ရကစိုင်းကိုအာဒီဟို risk prevention ရတာလကောင်း security ရတာလကောင်းသွားပြီးတော့ check ပါတယ် check ပြီးလို့ရှိရင်တော့ ဟိုဟိုဆိုတာပြောပြောပါ process တွေလုပ်နေတာမှန်လားမှားလားဝန်ထမ်းတွေကဟိုတကယ်အလုပ်လုပ်နေသလားဆိုတာကိုလည်းလူကိုယ်တိုင်နဲ့တွက်ကြည့်တာလည်းရှိပါတယ်ဟိုဆိုရတဲ့ဘောကတော့ဗျာဟို system နဲ့လည်းထိန်းတယ် SOP နဲ့လည်းထိန်းတယ်နောက်ပြီးတော့ဟို physical လည်းထိန်းတယ်ပေါ့နော်ကဲကျေးဇူးအများကြီးတင်ပါတယ်ဆရာ โอเคเจซุติมมาเลยไอ้တော့เสียတော့6นาที9นาทีဖြစ်သွားတော့အာဟိုနောက်တက်ကျွန်တော်တို့မိကုန်းတော့ထပ်မေးဖို့ဟောပေါ့เนาะမခေါ်တော့ဘူးပေါ့เนาะဒါမှမဒီမှာတော့မိကုန်းလေးတစ်ခုတော့ရှိရဲဟိုဒါပေမဲ့เสียဟိုအချိန်ကိုငဲကွက်တော့အားဖြင့်ပေါ့เนาะအာကျွန်တော်တို့ဟိုမပြောပြတော့ပါဘူးအဲ့တော့အဒီကနေ့ကျွန်တော်တို့ရဲ့အစီအစဉ်မှာ join ပြီးတဲ့เสียကိုเจซุထူပေးတည်ရှိပါတယ်เสียဖြည့်ပေးလို့ရလားဟိုဖြည့်ပေးလို့မရဘူးဆိုရင်တော့ကျွန်တော်ဟို break လိုက်မယ်ပေါ့ အဲမိကုံကဟိုပါမလဲကျွန်မသူ company စီကို store business retail ပြင်အခြားစားသောက်ဆိုင်တွေသင်ပါတယ်ဟုတ်ကဲ့ကဖေးတိုင်ရောက်နေလို့လို့ပြောရဲပေါ့နော်ဟုတ်အဲဒီကတော့နည်းလေးတော့ complex တော့ဖြစ်တယ်အဲဒီလားဟိုပါပေါ့နော်ဟိုသူလိုစင်တာကတော့ဟို ဟယ်လိုဟယ်လိုဟယ်လိုနောက်ကလည်းပါတော့ဆိုတော့အဲ့ဒါကိုဒီကအဓိကမေးချင်တဲ့ question ကဒီဗာလဲ retail ဈေးထက်နည်းနေတာမျိုးဖြစ်တတ်လို့ပါတဲ့ပြီးရင် consignment ပေးခဲ့ရင်ဈေးကဘယ်လိုတတ်မှတ်ပေးရင်ကောင်းမလဲအဲဈေးဘယ်လိုတတ်မှတ်တာတော့လေကျွန်တော်ဆိုတော့ဟိုပါဘောနော်ဟိုကိုယ့်ရဲ့ ကွန်ဆိုင်းမန့်ဆိုပေမဲ့ကွန်ဆိုင်းမန့်မှာလည်းကွန်ဆိုင်းမန့်နဲ့ပတ်သက်ပြီးတော့ဟို agreement တွေရှိတာပေါ့နော် agreement တွေရှိရဲအဲ့ consignment ကိုကိုကပဲပစ္စည်းကိုတောင်းအောင်ယူရတဲ့ခါကျတော့ရှိရင်တော့အများတော်အဖြစ်ကတော့ဟို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 မှာ retailer နဲ့ဆိုရင်တော့ retailer ကိုတော့ကျွန်တော်တို့ကဟိုပါပေါ့နော်ဟို consign ဆိုလို့ရှိရင်တော့အများတော်အဖြစ်ကတော့ဟို margin ကတော့အဲနည်းနည်းကျော်တက်တာရှိတာပေါ့ဒါတဲ့ item ပေါ်တော့မသိတာပေါ့နော်ဟိုဟိုအစားတောက်လားဟိုအဝတ်ထည်လားကျွန်တော်တို့မသိဘူးတဲ့မှာဒါပေမဲ့ အဲအဲအဲပုံမှာမူတည်ပြီးတော့တော့သွားတာခက်ဆိုတော့အဲပစ္စည်းကိုတတ်မှတ်တဲ့ဈေးကကြတော့လေအမှန်တည်းပြောရင်တော့ဟိုနည်းနည်းလေးတော့ market analysis လောက်ပို့ပြီးတော့လုပ်တင်တာပေါ့နော်ကိုတွင်းနေတဲ့ပစ္စည်းကတခြားဒီဗာလဲဟိုနေဟိုကျွန်တော်တို့ဒီဈေးတတ်မှတ်တဲ့နေရာမှာအထူးသဖြင့်ကျွန်တော်တို့တုံးတဲ့ method ကတော့ဟိုပါပေါ့နော် weekly ကျွန်တော်တို့ဟိုလောက်တဲ့ဟို price survey လုပ်တယ်ပေါ့နော် price survey လုပ်ရဲဆိုတော့ဒီ item မျိုးကိုပဲ similar item မျိုးကိုပဲဟိုဥမာကျွန်တော်တို့ကဟို retailer အဲကိုယ့်ရဲ့ competitor retailer ပေါ့နော် direct competitor ဆီလည်းရှိသလိုမျိုးတချို့ indirect competitor တွေကိုကျွန်တော်တို့က၄၅ခုလောက်ကိုကျွန်တော်တို့က weekly ကျွန်တော်တို့ကဟို price survey လုပ်တယ်လုပ်ပြီးတော့မှအဲ့ price survey ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ရဲ့ဒီဝယ်တဲ့ဈေးနဲ့ရောင်းတဲ့ဈေးနဲ့ကြားထဲမှာကိုယ့်ရဲ့ target margin တခုတော့ကိုကသတ်မှတ်ထားဖို့လိုတာပေါ့နော်ဥမာဗာလဲဟိုနေဒီ question မေးတာမဝင်ဝင်လားမသိဘူးမဝင်က consignment ပဲဖြစ်ဖြစ်ကွန်ဆိုင်းမန့်နဲ့ပဲဖြစ်ဖြစ် credit နဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ် မမဝင်းရဲ့ဟိုဟာပေါ့ဟိုပစ္စည်းရာ margin က20%ရမှာကိုက်ပါလား40%ရမှာကိုက်ပါလားဆိုတဲ့ဟာတော့ရှိတာပေါ့နော်အဲ့20%ရမှာကိုက်ပါလား40%ရမှာကိုက်တဲ့အပေါ်မှာကိုကဟိုနည်းနည်းလေးဟိုလူတို့ပို့ရှိရောအကျန်းစလို့လူရတာရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့စိုးစားကျွန်တော်ပြောပြလို့ပဲဟို market survey တော့ price survey တော့လုပ်ပါပြီးလို့ရှိရင်တော့ကိုယ့်ရဲ့ target gp ပေါ့နော်ဟို margin တခု gross profit margin တခုတော့ကိုတတ်မှတ်ထားဖို့တော့လိုပါတယ်အဲ့ GPD ကိုရဲ့ဟိုဘယ်လိုပြောမလဲဟို opex ကိုလည်းကိုက cover ဖြစ်တယ်အဲ့ပုံမှာလည်းကိုကဟိုဘယ်လိုပြောမလဲ business အနေနဲ့ကြတော့ကိုရဲ့ဟို target တဲ့ဟို net profit လဲအဲလူကျင်ပါပေါ့နော်အဲ့တော့ဟိုဘယ် business မဆိုပါဘယ် net profit မရှိဘူးဆိုရင်လည်း business ကိုတော့အချိန်ကုန်ခံပြီးတော့ဘယ်သူမှမ run နေကြဘူးလေအဲ့တော့ဟို target gp ကိုအပေါ်မှာမူတည်ပြီးတော့အမအနေနဲ့ ဟို consign ပဲဖြစ်ဖြစ်တခြားဟာပဲဖြစ်ဖြစ်တတ်မှတ်စေချင်ပါတယ်ဈေးဦးတော့လေဒီကိစ္စဒီမှာလည်းဆရာကျွန်တော်တို့ရဲ့ဒီကနေ့ Adam SME Acceleration Program မှာပါဝင်ပြီးတယ်ဒီကျွန်တော်တို့ရဲ့ဒီ GNG Company ရဲ့ Stone နဲ့ Capital ရဲ့ CEO ဦးနေလေးဖြစ်ကိုကျေးဇူးတူပဲတင်ရှိပါတယ်အဲ့တော့ဆရာဟိုပြစ်လို့ရပါပြီเนาะဟိုအောက်လို့ရရပါပြီကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အားလုံးလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်